အားလုံးပဲမင်္ဂလာပါခင်ဗျာ Sonic Book Channel ကလေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ Atomic Habit အသေးအမွှားအလေးအထားမှသည်အောင်မြင်မှုများစီသို့ဆိုတဲ့စာအုပ်ရဲ့အပိုင်း၁ပဲဖြစ်ပါတယ်ခင်ဗျာစာရေးသူကိုရေးအချင်း James Clear ဟာအလေးအထားကောင်းများတိစောက်ခြင်း ဆုံးဖြတ်ချက်ချခြင်းစင်ဆက်မပြတ်တိုးတက်အောင်မြင်ခြင်းတွေကိုအဓိကထားအာယုံစိုက်ပြီးဟောပြောရေးသားလေးရှိတဲ့ဇာရေးဆရာတယောက်ဖြစ်ပါတယ်။ James Clear ရဲ့စွမ်းဆောင်ချက်တွေကို New York Times Time စီးပွားရေးစွမ်းဆောင်ခြင်း CBS Stan Morning စတဲ့မဂ္ဂဇင်းစာဆောင်တွေမှာပြည့်နှက်စွာတွေ့ရလေးရှိပါတယ်။ James Clear ရဲ့ website မှာတလှချင်းအလိုက် လက်ခံရရှိတဲ့ visitor ပေါင်းဟာတန်းချီအရေးအတွက်ရှိပြီးသူစီပေးပို့လေးရှိတဲ့ email newsletter ပေါင်းကတင်းချီတဲ့အရေးအတွက် ရှိတာတွေ့ရပါတယ်။ Fortune Magazine မှာလည်း James Clear ကပင်တိုင်းဟောပြောသူတစ်ယောက်ဖြစ်ပြီးသူဟာ Major League Basketball အသင်း MLB အမျိုးသား Basketball အသင်း NBA နဲ့အမျိုးသားဘောလုံးအသင်း NFL တို့မှာလည်းကောင်းသောအလေးအထားတည်ဆောက်နိုင်မှုအကြံပေးဟောပြောမှုတွေပြုလုပ်ပေးပါတယ်။ James Clear ဟာသူ့ရဲ့ online သင်ခန်းစာတစ်ခုဖြစ်တဲ့ The Habits Academy အစီအစဉ်ကားတစ်ဆင့် ထိပ်ပိုင်းအဆင့်ရှိတဲ့မန်နေဂျာတွေနီးပြဆရာတွေပညာရေးလောကမှာကျောင်းဆရာဆရာမတွေစုစုပေါင်းတထောင်ကျော်ကိုလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ် The Habits Academy ဟာခေါင်းဆောင်လုပ်သူတဦးချင်းအလိုက်ဖြစ်စေအဖွဲ့အစည်းအသင်းအဖွဲ့လိုက်ဖြစ်စေဘဝနဲ့အလုပ်ဒိုင်းအတွက်ပုံမူကောင်းမွန်သော အလေးအထတွေတည်ဆောက်ဖို့စိတ်ဝင်စားသူတိုင်းအ धिक သင်ကြားသင့်တဲ့လေ့ကျင့်ရေးပလက်ဖောင်းတစ်ခုဖြစ်ပါတယ် James Clear ဟာ အလေးမအားကစားသမားတယောက်ဖြစ်တယ်လို့ဓာတ်ပုံဆရာလည်းဖြစ်ပြန်ပါတယ်။သူဟာအမေရိကန်ပြည်ထောင်စု Ohio ပြည်နယ် Columbus မြို့မှာဇနီးတယ်နဲ့အတူနေထိုင်လျက်ရှိပါတယ်။ jamesclear.com The Fundamentals ပမာဏကျသောအချက်များဘာကြောင့်များအသေးအမွှားအပြောင်းလဲကလေးကကြီးမားတဲ့ထူးခြားစံသစ်မှုတွေဖြစ်စေပါသလဲ။အခန့်တဲ့ အသေးအမွာအလေးအထတို့၏အံ့ဖွယ်အစွမ်းဗြိတိရှားဆက်ဘင်းစီအားကစားအဖွဲ့ရဲ့ကံကြမ္မာဟာ2003ခုနှစ်ရဲ့တနေ့မှာအပြောင်းအလဲဖြစ်ခဲ့ရပါတယ် Great Britain အတွင်းကြီးစားဆက်ဘင်းစီအားကစားအဖွဲ့တစ်ဖွဲ့အတွက်အာနာပိုင်တွေကစွမ်းဆောင်ရည်တိုးမြင့်ရေးဒါရိုက်တာအဖြစ် Dave Briefos ကိုမကြသေးခင်ကငားရန်ခန့်အပ်ခဲ့ပါတယ်ထို့အချိန်မှာ Great Britain ရဲ့ကြီးစားဆက်ဘင်းအားကစားသမားတွေဟာ မိကာမတအစင်နဲ့နှစ်တရာနှီးပါကြတဲ့အထိကြမ်းကြမ်းခံရက်တည်ခဲ့ပါတယ်1908ခုနှစ်မှာစတင်ပြီးဗြိတိရှားဆက်ဘိန်စီးသမားအားကစားသမားတွေဟာအိုလံပစ်အားကစားပွဲတော်၌ရွှေတံဆိပ်တစ်ခုစခူးနိုင်ခဲ့ပြီးနောက်ပိုင်းကျင်းပတဲ့ဆက်ဘိန်စီးပြိုင်ပွဲတွေမှာဆိုးရွားမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ဗြိတိသျှနိုင်ငံမှာကျင်းပတဲ့အဆင့်ပေါင်းစုံဆက်ဘိန်စီးပြိုင်ပွဲတွေမှာနှစ်ပေါင်း130အတွင်းမိသည့်ဗြိတိရှားဆက်ဘိန်စီးသမားတယောက်တလီမှ ပြိုင်ပွဲမှာအနိုင်ရဘူးခြင်းမရှိခဲ့ပါဘူးတကယ်တော့ဗြိတိရှားဆက်ဘင်းစင်သမားတွေရဲ့စွမ်းဆောင်ရည်ဟာပရိသတ်တွေနဲ့ဒိုင်လူကြီးတွေကိုဆွဲဆောင်နိုင်စွာမရှိခဲ့ပါဘူးဒါကြောင့်စွမ်းဆောင်ရည်တိုးမြင့်ရေးဒါရိုက်တာဘရေ့စ်ဖို့ကိုငှားရမ်းပြီးဗြိတိရှားဆက်ဘင်းစီအားကစားအသင်းအတွက်တိုးတက်မှုအခွင့်အလမ်းအသစ်တွေစတင်ဖောက်ခဲ့ရပါတယ် Braceful နဲ့အရင်ကငှားရမ်းခဲ့တဲ့နီးပြားတွေရဲ့ကွာခြားချက်ကတော့ဖို့သာတခြားလူတွေရှိပြီးဖြစ်တဲ့အ ਨੇ ဆုံးသောကျွမ်းကျင်မှု 90ရာဂိုင်းနှုန်းထက်နေ့စဉ်တိုင်းတိရာဂိုင်းနှုန်းပုံမူတာလောအောင်ကျွမ်းကျင်မှုကိုမြင့်တင်မှုဆုံးဖြတ်ထားနိုင်ခြင်းပဲဖြစ်ပါတယ်။တနည်းအားဖြင့်ဖို့ရဲ့မဟာဗျူဟာအရနေ့စဉ်တိုင်းအတာရတဲ့ပမာဏကိုတဖြည်းဖြည်းပေါင်းယုံပိုင်ဆိုင်ထားနိုင်အောင်စွမ်းဆောင်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်လဲ brief food ကမင်းတို့နေ့စဉ်တိုင်းတိရာဂိုင်းနှုန်းတိုးတက်မှုတွေအသီးသီးကိုစက်ဘိန်းပြိုင်ပွဲမှာတခါတည်းပေါင်းစုပြီးအသုံးချပေးပါလို့ပြောခဲ့ပါတယ်။ စမ်းဆောင်ရည်တူးမြင့်ရဲ့ဒါရိုက်တာ Brace Phone နဲ့သူ့ရဲ့နီးပြားတွေကအနေငယ်မျှတော့အလိုက်တဲ့ချိန်ညှိမှုတွေစတင်လှုပ်ပေးလိုက်ပြီးဆိုတာနဲ့ဗီတရှာချီစာဆက်ပင်အသင်းရဲ့တိုးတက်မှုရလဒ်တွေကိုစတင်စောင့်မြော်နိုင်ပြီပေါ့ Force နဲ့နီးပြားအဖွဲ့ကဆက်ပင်ထိုင်ခွင်တွေကိုပို့ပြီးတော့တက်တောက်တက်တာဖြစ်စေဖို့ပြန်လည်ပြင်ဆင်ကြရတယ်။ပြီးတော့ဆက်ပင်တာယာတွေကိုကုတ်အားပို့ကောင်းအောင်ဘေးချော်မထွက်ရအောင်မျက်နှာပြင်အနှံ့အရက်တွေနဲ့ပုတ်တိုက်ပေးကြတယ် နောက်ပြီးတော့အားကစားသမားတဦးစီရဲ့တုတ်ပြန်မှုတွေကဘလို့ထူးကြလဲဆိုတာစောက်ကြည့်စစ်ဆေးနိုင်မှုခန္ဓာကိုယ်နဲ့စိတ်တို့ရဲ့ဇီဝတုတ်ပြန်မှုဆိုင်ရာတွေကို သိနိုင်မဲ့အာယုန်ခံကရိယာတွေတက်ဆင်မှုခန္ဓာကိုယ်ကြွက်သားရဲ့အပူချိန်ကိုဆက်လက်ထိန်းသိမ်းခြင်းတွေလုပ်နိုင်မှုအတွက်ဆက်ဘေးစီအားကစားသမားတိုင်းလျှက်စစ်အပူဖေးထားတဲ့ဝတ်စုံဝတ်ဆင်ဖို့လဲ brace folk ကတတိပေးပြောဆိုခဲ့ပါတယ်ထို့နောက် folk ကအတွင်းမှာလေရှိတဲ့ဥမင်လှိုင်ကောင်းအတွင်း အတင်းသားတဦးချင်းကို ထားရှိစံတက်စစ်ဆေးခဲ့ပါတယ်ထို့နောက်အပြင်ဘက်မှာပြိုင်ပွဲဝင်မဲ့အောက်ဒေါ်ရိုက်ဒါဆက်ဘင်းသမားဆက်ဘင်းစီသမားတွေကိုအင်ဒေါ်ပြိုင်ပွဲဝင်တွေဝတ်တဲ့ဝတ်စုံတွေပြောင်းလဲဝတ်စင်ပြီးလေ့ကျင့်စေခဲ့ပါတယ်ထို့ထို့လုပ်ပေးခြင်းကဆက်ဘင်းစီအားကစားသမားတွေကိုပုံမူလွတ်လပ်ပေါ်ပါစေပြီးလေခွင့်အားကိုလည်းပိုကောင်းစေတယ်လို့ဆိုပါတယ် Braceful ကဒီမာတင်မရက်သေးပဲသူအသေးအဖွဲတစ်ခုလုံးကိုနေ့စဉ်တရာဂိုင်းနှုန်းတိုးတက်မှုရှိအောင် မမျော်လင့်ထားတဲ့နေရာတွေမှာတတိမမူမိခြင်းကြောင့်တိမ်ဆောင်ချွတ်ချော်မှုတွေမဖြစ်အောင်အဘက်ဘက်ကနေတတိထားစစ်ဆေးနိုင်ခဲ့ပါတယ်။နောက်ပြီးစပိန်စီးပြိုင်ပွဲဝင်နေခြင်းအတွက်ဘဲကြက်သားတွေကိုနာကျင်ခြင်းမှအမြန်တက်တာပျောက်ကင်းအောင်လုပ်နိုင်မလဲဆိုတာအတွက်နှိမ့်နယ်ရေးကျဲအမျိုးအစားပေါင်းစုံနဲ့စမ်းသပ်ခဲ့ပါသေးတယ်။ဖုန်းနဲ့နီးပြားအဖွဲကအားကစားသမားတဦးချင်းအလိုက်အေးမိနိုင်တဲ့အခွင့်အရေးလျှော့ချနိုင်အောင် လက်စီဖို့အကောင်းဆုံးနီလန်းအား ငားရန်ထားတဲ့ခွဲစိတ်ကုဆရာဝန်ကတင်ပြပေးလေရှိပါတယ်။ထို့ပြင်မက ဖုန်းနဲ့နီးပြအဖွဲဟာစပိန်စီအားကစားသမားတယောက်စီအတွက်အကောင်းဆုံးအိပ်စက်နိုင်စေဖို့ခေါင်းအုံနဲ့မှုရပုံစံတွေကိုလည်းစီစစ်ဆုံးဖြတ်သတ်မှတ်ပေးကြပါတယ်။နောက်ပြီးသူတို့အသွင်းအဖွဲပိုင်တဲ့ tracker အတွင်းဘက်ကို အဖြူရောင်ဆေးတုတ်ထားလေးရှိပါတယ်။အကြောင်းကတော့အဖြူရောင်ဆေးက ဖုံမှုတ်ကလေးအနေငယ်ရှိနေရင်တော့တိတာနေဖို့ပါ။ အကဲ၍ခန္ဓာပုံကဖုံမှုတ်ကလေးအနေငယ်ရှိနေရင်ဖြစ်စေပြိုင်ပွဲဝင်မဲ့ဆက်ဘိန်းပေါ်မှာဖုံမှုတ်အနေငယ်ကပ်ပါသွားလျင်ဖြစ်စေတတိမထားမိပါကဆက်ဘိန်းအားအကောင်းဆုံးမောင်းနှင်နိုင်စွမ်းကိုစွမ်းဆောင်ရည်ပြတာမှုတွေမှာရော့ကျသွားစေပါလိမ့်မယ်ဒါကြောင့်ဆက်ဘိန်းဟာဆက်ဘိန်းအားလမ်းချော်ခြင်းမရှိအောင်တင်းငယ်တဲ့ဖုံမှုတ်ကလေးတွေကအစတတိပြုရခြင်းပဲဖြစ်ပါတယ်တဲ့အနေနဲ့ရာကြီးအတိတ်ပဲရှိတဲ့တင်းငယ်တော့တိုးတက်မှုကလေးပေါင်းများစွာကို ဖြည်းဖြည်းချင်းစုဆောင်းနိုင်ခြင်းဖြင့်တခြားလူတွေမျောမှန်းထားတဲ့ပုံမူလင်းမြန်စွာမောင်းနှင်နိုင်ခြင်းဆိုတဲ့အကျိုးရလဒ်ကိုရရှိပါလိမ့်မယ်။ Braceful တာဝန်ယူပြီးတဲ့နောက်ပိုင်း9နှစ်အကြာမှာ British Subbasin အသင်ဟာလမ်းမတွေပေါ်နဲ့ Subbasin ပြိုင်ပွဲရဲ့လမ်းကြောင်းတွေပေါ်မှာလွှမ်းမိုးထားနိုင်ခဲ့ပြီး2008ခုနှစ်တရုတ်နိုင်ငံပေကျင်းမြို့မှာကျင်းပတဲ့အိုလံပစ်အားကစားပွဲတော်မှာရွှေတစိမ့်စုပေါင်းရဲ့ 60ရာခိုင်နှုန်းရတဲ့အထိအံ့ဩပွေကောင်းလောက်အောင်အနိုင်ရရှိခဲ့ပါတယ်။လေးနှစ်ကြာပြီးတဲ့နောက်အိုလံပစ်အားကစားပွဲတော်ကလန်ဒန်မှာကျင်းပခွင့်ရတဲ့အချိန်စွမ်းဆောင်ရည်တိုးမြင့်ရေးဒါရိုက်တာ Brace Ford ကလက်ရှိအဆင့်အတန်းတိုးတက်မှုတွေထက်ပိုမြင့်များအောင် မြင့်တင်နိုင်ခဲ့တာကြောင့်အိုလံပစ်စံချိန်9ချိန်နဲ့ကမ္ဘာစံချိန်9ချိန်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီနှစ်အတွင်းမှာပဲ Bradley Wiggin က နှစ်စဉ်ကျင်းပတဲ့အမျိုးသားအဆင့်ပေါင်းဆုံးဆက်ဘီစီပြိုင်ပွဲမှာအနိုင်ရတဲ့ပထမဆုံးသောဗြိတိရှဆက်ဘီအားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်တစ်နှစ်မှာတော့သူနဲ့အတင်းတူဆက်ဘီစီအားကစားသမားခရစ်ဖရင်းကအနိုင်ရရှိခဲ့ပြန်ပါတယ်။ခရစ်ဖရင်းက2015 2016 2019ခုနှစ်များအတွင်းကျင်းပတဲ့ပြိုင်ပွဲတွေမှာလည်းအနိုင်ရခဲ့တာကြောင့် 6နှစ်တာအတွင်းအဆင့်ပေါင်းစုံစက်ဘင်းစီပြိုင်ပွဲမှာ9ချိန်တိုင်တိုင်အောင်ပွဲခံနိုင်ခဲ့တဲ့ဗြိတိရှားစက်ဘင်းစီအားကစားသမားအသိဝင်တဦးဖြစ်ခဲ့ပါတယ်။2000ခုနှစ်ကနေ2018ခုနှစ်အထိ10နှစ်တာကာလအတွင်းဗြိတိရှားစက်ဘင်းစီအားကစားသမားတွေဟာကမ္ဘာအဆင့်တကွန်ဆိုင်ပြိုင်ပွဲ198ပွဲနဲ့အိုလံပစ်ပြိုင်ပွဲပေါင်း66ပွဲအတွက်ရွှေတစိမ့်စုတွေများစွာရရှိခဲ့တယ်လို့အဆင့်ပေါင်းစုံစက်ဘင်းစီအားကစားပြိုင်ပွဲ ငါးပွဲမှာလည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ဒါကြောင့်လဲစပိစီပြိုင်ပွဲရဲ့တမိုင်းကြောင်းမှာဗီတရှာစပိစီအသင်းရဲ့အများဆုံးသောအောင်မြင်မှုတွေကို အလေးထားကြတာဖြစ်ပါတယ်။ဒီလိုအခြေအနေကောင်းတွေဘလို့ဖြစ်ပေါ်လာတာလဲ။မကြသေးခင်ကအသင်းတစ်ခုမှရှိတဲ့တာမန်အားကစားသမားတွေကိုအသေးအဖွဲအမြအပြောင်းအလဲတွေလှုပ်ပေးခြင်းကတဆင့်ကမ္ဘာချန်ပီယံအဖြစ်တို့အသွင်ပြောင်းပေးနိုင်ခဲ့တာလဲ။ အပေါ်ရင်အားဖြစ်ကြည့်မယ်ဆိုရင်တော်ယုံတင့်ယုံများအပြောင်းအလဲတွေကအကောင်းဆုံးဖြစ်လာပါမလားလို့ထင်ကောင်းထင်နိုင်ပါတယ်။ထို့အတူအောက်ပါအတိုင်းမေးခွန်းထုတ်နိုင်ပါသေးတယ်။ဘာကြောင့်များအသေးအဖွဲမျှတိုးတက်မှုတွေကိုစုပေါင်းများပြားလာစေခြင်းကနေထူးခြားတဲ့အကျိုးရလဒ်တွေရရှိစေတာလဲ။တင့်ကိုပိုင်ဘဝထဲမှာအထက်ပါကောင်းကျိုးရလဒ်တွေအတိုင်းတထေရာနဲ့ရရှိအောင်ဘလို့ချီးကပ်ဆောင်ရွက်မှာလဲ။ ဘာကြောင့်များအသေးအဖွဲအလေးအထတွေကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်စေတာလဲသတ်မှတ်ထားသောအခိုက်အတန့်တစ်ခုရဲ့အရေးပါမှုကိုပူတာစွာခံမှန်းရတာကအလွန်လွယ်ကူပါလိမ့်မယ်ထို့အတူနေ့စဉ်လောက်ကိုင်းဆောင်ရွက်နေကြကိစ္စတွေအပေါ်အသေးအဖွဲတူးတက်အောင် လုပ်နိုင်ခြင်းရဲ့တန်ဖိုးအားအထင်သေးရတာကလည်းလွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်မကြာခဏဆိုသလိုကျွန်ုပ်တို့ကကြီးမားတဲ့အောင်မြင်မှုအတွက် ထူးဆန်းတဲ့ပြုမှုဆောင်ရွက်မှုတွေလိုအပ်တယ်လို့ကိုကိုကိုလက်ခံယုံကြည်ထားတတ်ကြပါတယ်။ကိုအလေးချိန်လျှော့ချခြင်း၊စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ခြင်း၊စာအုပ်တအုပ်ရေးခြင်း၊ချန်ပီယံတယောက်အဖြစ်အနိုင်ရခြင်းသို့မဟုတ်တခြားသောရည်မှန်းချက်များတိုးတက်အောင်အကောင့်ထဲပုံနိုင်ခြင်းဆိုတဲ့ကိစ္စတွေပြီးမြောက်အောင် ထူးခြားသောတိုးတက်မှုတွေအတွက်လူအများကပြောစမှတ်ဖြစ်နေအောင်ကျွန်တော်တို့ကကိုကိုကိုဖိအားတွေပေးပြီးတော့စူးစမ်းခဲ့ကြရပါတယ် တင်ကအသေးအဖွဲအလေးအထတွေလှုပ်ဆောင်နေစဉ်အတွင်းနေ့စဉ်တိရဂိုင်းတို့တိုးတက်နေခြင်းဟာထင်ရှားပေါ်လွင်မှုမရှိနိုင်တယ်လို့တခါတရံမှာလဲတိတာမြင်တာတဲ့အခြေအနေတော့မရှိနိုင်ပါဘူးသို့တော်လဲရေရှည်မှာတော့အထူးသဖြင့်ပို့ပြီးတော့အတိတ်ပဲရှိနေပါလိမ့်မယ်အသေးအဖွဲတိုးတက်မှုတွေရဲ့ထူးခြားသောအပြောင်းအလဲတွေဟာအချိန်ကာလကြာလေပို့ပြီးတော့အံ့ဩဖွယ်ရာကောင်းနေပဲဖြစ်စေပါတယ်ဒီနေရာမှာသင်ချာနည်းအရာတွက်ချက်မယ်ဆိုရင် တင်ကတနည်းကိုတိရခိုင်နှုံပူမူကောင်းမွန်စွာတိုးတက်မယ်ဆိုရင်တနှစ်တာကာလအတွင်38ဆအထိ တိုးတက်လာပါလိမ့်မယ်စန့်ကျင်ဘက်အနေနဲ့ပြောရမယ်ဆိုရင်တင်ဟာတနှစ်တာအတွက်တရက်ချင်းစီမှာ ပူမူဆိုးရွားဆုပ်ယုပ်မှုတွေရှိနေခဲ့ပါကတတ်မှတ်ကာလ တနှစ်အတွင်းတုံညာရောက်နှုရောက်လူနီးပါအထိတိမ်ဆောင်ရင်းရိုင်းဆုပ်ယုပ်နေပါလိမ့်မယ် တကယ်တော့အသေးစားအောင်မြင်မှုတွေဖြစ်စေစိုးရွားသောတိမ်ဆောင်ရိမ့်ရိုင်မှုတွေဖြစ်စေတဖြည်းဖြည်းစုပုံများပြားလာခြင်းတွေနဲ့သာအစာပြုလေရှိပါတယ်။နေ့စဉ်တရားဂိုင်းတို့ပုံမှုကောင်းမွန်စွာတိုးတက်စေခြင်းနေ့စဉ်တရားဂိုင်းတို့စိုးရွားစွာရိမ့်ရိုင်ဆုပ်ယုပ်ခြင်းဟာတစ်နှစ်တာအတွက်အနှုတ်3.99 equal to 3.3 3.3 3.3 နေ့စဉ်တိုင်းတိရဂိုင်းတို့ပူမူကောင်းမွန်စွာတိုးတက်စေခြင်းဟာတစ်နှစ်တာအတွက်အနှုတ်တတမတတမ0အနှုတ်တတမ3.1 equal to 38.8တတမ8ဥပမာတင်ကတရက်ချင်းအလိုက်တရားဂိုင်းတို့ပူကောင်းအောင်လုပ်နိုင်နေဆိုရင်တစ်နှစ်ကြာပြီးတဲ့နောက်တဲ့အပေါ်အကျိုးတက်ရောက်မှုတွေက38စနီးပါးအထိပိုပြီးတော့ဒိုးတက်လာမှာဖြစ်ပါတယ် အလေးအထားတွေဆိုတာဟာကိုကိုကို တိုးတက်စေဖို့စုပေါင်းရရှိတဲ့နှစ်ထပ်တိုးအတိုးအရင်ပွားတွေတာဖြစ်ပါတယ်။အလားတူစွာငွေကြေးအကျိုးအမြတ်တွေကိုလည်းနှစ်ထပ်တိုးနဲ့ပွားအောင်လုပ်နိုင်ပါတယ်။ဒါကြောင့်တင့်ရဲ့အလေးအထားခေါင်းတွေကိုထက်တလဲလဲပွားများအောင် လုပ်ပေးခြင်းဖြစ်လေကောင်းသောအကျိုးတက်ရောက်မှုတွေရစေပါလိမ့်မယ်။တင့်အနေနဲ့လွန်ခဲ့တော့နှစ်နှစ်ငါးနှစ်ဆယ်နှစ်ကာလတွေစီနောက်ကြောင်းပြန်ကြည့်တဲ့အခါကောင်းသောအလေးအထားတွေရဲ့တန်ဖိုးနဲ့မကောင်းသော အလေးအထားတွေရဲ့ဆုံးရှုံးမှုတွေကို ထင်ထင်ရှားရှားပြန်လည်မြင်ရောင်မှာဖြစ်ပါတယ်အထက်ပါအခြေအနေတွေကြောင့်နေ့စဉ်ဘဝကိုနှစ်ထောင်အားရကျင့်တတ်မှုရရှိစေဖို့အတွက်ခက်ခဲတဲ့အတွေ့အမြင်တခုဖြစ်သွားနိုင်ပါတယ်တခါတရံမှာကျွန်တော်တို့ကအသေးအဖွဲ့မျှအပြောင်းအလဲတွေကိုပြစ်ပယ်ထားတတ်ကြပါတယ်အကြောင်းကအချိန်အခက်အတန့်တွေမှာအဲ့ဒီအသေးအဖွဲအပြောင်းလဲတွေကဘာမှပြဿနာမရှိပုံရတာကြောင့်ဖြစ်ပါတယ်။တင်ကအခုငွေကြေးနည်းနည်းစုမယ်ဆိုရင မီလီယံနာတယောက်ဖြစ်မလာနိုင်သေးပါဘူးထို့အတူအားကစားစင်တာကို၃ရက်ဆက်တိုက်တွားလိုက်ရုံနဲ့တိတ်ခန္ဓာကိုအချိုးအစားတွေကို စိတ်တိုင်းကြားလောက်တဲ့အထိပုံမသွင်းနိုင်သေးပါဘူးအကယ်၍သင်ကမန်ဒရင်တရုတ်ဘာသာစကားကိုယနေ့ညမှတနအင်းကြာလောက်လေ့လာသင်ယူရုံနဲ့တရုတ်ဘာသာစကားကိုကျွမ်းကျင်စွာတက်မြောက်နိုင်မှာမဟုတ်ပါဘူးအချောင်းကတော့ကျွန်တော်တို့ဟာနေ့စဉ်တိုင်းအပြုအမူအလေးအထတွေကိုနည်းနည်းစီပဲလုပ်နိုင်တာကြောင့်ဖြစ်ပါတယ် ဒါကြောင့်လဲနေ့စဉ်တိုင်းပြောင်းလဲတိုးတက်မှုတွေကိုအချိန်တူအတွင်းရလက်ကောင်းရဖို့စောင့်မျှော်မဲ့အစားအချိန်အတိုင်းတအားနှင်းငယ်ပေးလိုက်ုံနဲ့တင့်အတွက်ကြီးမားတဲ့ပြောင်းလဲတိုးတက်မှုတွေရစေမှာဖြစ်ပါတယ်။ကံမကောင်းတဲ့အချက်ကတော့တင်ကကောင်းသောအပြုအမူအလေးအထားတွေဖြစ်ဖို့အသွင်ပြောင်းတဲ့ခြေလှမ်းတွေကနှီးကွေးနေမယ်ဆိုရင်မူလက ရှိနေခဲ့တဲ့မကောင်းသော အလေးအထားတွေစီတို့အလွယ်တကူပြန်လဲရောက်ရှိသွားနိုင်ပါတယ်။အကယ်၍တင်က ဒီနေ့မှမတန့်ရှင်းမလက်ဆက်တဲ့အစားအစာတခုကိုစားသုံးမိတယ်ဆိုရင်တနေ့တရက်တာအတွက်တင်းချက်မာရီတင်းချက်မာရီတိတာစွာမထိခိုက်နိုင်သေးပါဘူးအလားတူတင်ကညမိုးချုပ်တဲ့အထိအလုံးလုံးပဲတင်းမိသားစုကိုဥပိ္ပခာပြုထားပြီးအလုံးလုံးမယ်ဆိုရင်ရက်နေငယ်အတွက်တင်းမိသားစုကခွင့်လွှတ်နားလေပေးလက်ပေးနိုင်ပါတယ်တင်ကမနှက်ဖြန်တတ်မှတ်နောက်ဆုံးရက်ပေးထားတဲ့ project တခုကိုလက်စားတတ်ဖို့ လေးကံဖင်းွဲ့နေမယ်ဆိုရင်တတ်မှတ်နောက်ဆုံးရဲ့ကြော်လုံပြီးမှသာလက်စားတတ်နိုင်ပါလိမ့်မယ်။ဒါကြောင့်တခုတည်းသော ဆုံးဖြတ်ချက်ကိုအလွယ်တကူပြစ်ပယ်မိတတ်ပါတယ်။ကျွန်တော်တို့ကနောက်ထပ်အမှားတရားခိုင်နှုန်းကိုလုံမိမယ်ဆိုရင်တနည်းချင်းအလိုက်စွမ်းဆောင်ရည်တွေဇက်တိုက်ကျဆင်းလာပြီးဆုံးဖြတ်ချက်အမှားတွေဖြစ်လာပါလိမ့်မယ်။ပုံစံသူအသေးအမွှားအမှားတွေကို လုံမိပန်များလေးမှန်ကန်စွာရွေးချယ်ဆုံးဖြတ်နိုင်စွမ်းနေ အားနေလာပြီးအစိတ်အတော့အနေရရှိတဲ့ရလက်တွေကိုသာဖန်တီးမိပါလိမ့်မယ်။နေ့တိုင်းအသေးအမွှားအမားတရာဂိုင်နှုံးလောက်သာပုံမှန်လုံမိခြင်းအပြင်အဲ့ဒီအမားတွေတဖြည်းဖြည်းစုပုံလာပြီးကြီးမားတဲ့ပြဿနာတွေကိုပေါ်ပေါက်စေမှာဖြစ်ပါတယ်။တင်းအလေးအထအပြောင်းလဲတွေကဖန်တီးပေးလိုက်တဲ့ကြီးမားတဲ့တက်ရောက်မှုတွေနဲ့လေရင်ရဲ့ဥတ္တရာလမ်းကြောင်းကိုအနေငယ်ဒီဂရီမျှပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တက်ရောက်မှုက အလားတူပါလိမ့်မယ်။ တင်ဟာ Los Angeles ကနေ New York ကိုပြန်တန်းနေတယ်ဆိုပါစို့အကယ်၍ pilot က LAX ကနေစတင်ထွက်ခွာရင် ဥတီယာလမ်းကြောင်းကို3ဒသမ5ဒီဂရီတောင်ဘက်စီကိုချိန်လိုက်တယ်ဆိုရင်တင်စီးတင်လိုက်ပါလာတဲ့လေယာဉ်ဟာ New York မှာဆင်းရမယ့်အစား Washington DC တို့ရောက်ရှိဆင်းသက်ရပါလိမ့်မယ်ဒီလိုအသေးအဖွဲအပြောင်းလဲတွေကိုလူအများကသတိပြုမိခဲ့ပါတယ် ဥပမာအနေနဲ့လေရင်ဦးဟာဘေးအနေငယ်မြတွေဖယ်လွဲသွားတယ်ဆိုတာနဲ့အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့နေမီကနေမိုင်မောင်းထောင်ချီဝေးကွာတဲ့နေရာစီရောက်ရှိသွားတာကိုနမူနာယူနိုင်ပါလိမ့်မယ်။အလားတူပဲနေ့စဉ်ဘဝမှာအနေငယ်မြတော့အလေးအထအပြောင်းအလဲတွေကတင့်ရဲ့ဘဝဏီကုန်းစီသို့ကွဲပြားခြားနားမှုအမျိုးမျိုးနဲ့ရောက်ရှိအောင်တင့်ကိုလမ်းညွန်ပေးပါလိမ့်မယ်။ဒါကြောင့်တင့်ရွေးချယ်မှုဆောင်ရွက်မှုတိုင်းဟာနေ့တိုင်းအတွက် 1%တိရဂိုင်တို့ပုံမူဆိုးရွားစေခြင်းနဲ့တိရဂိုင်တို့ပုံမူကောင်းမွန်နေစေဖို့လိုပါတယ်အထူးတတိပြုရမှာကတင်ဘဝတသက်တာရဲ့အခိုက်အတန့်တိုင်းမှာတင်ရွေးချယ်မှုတွေကမှန်ကန်ကောင်းမွန်နေတယ်ဆိုရင်တင်ဟာဘသူဖြစ်ပြီးဘာတွေဖြစ်လာနိုင်တယ်ဆိုတာအလားအလာကောင်းတွေနဲ့ကြိုတင်တက်တည်ပြနိုင်ပါလိမ့်မယ်တကယ်တော့ဘဝရဲ့အောင်မြင်မှုဆိုတာဟာနေ့စဉ်အလေးအထားတို့ရဲ့ထုတ်ကုန်ဖြစ်ပါတယ် တင်ကဘဝတတတာအတွင်တကြိမ်တစ်ခါမြအပြောင်းအလဲလှုပ်ပေးုံနဲ့အောင်မြင်မှုကိုလွယ်လွယ်မရရှိနိုင်ပါဘူး။တင်အခုလက်ရှိအချိန်အောင်မြင်နေမအောင်မြင်မှုဆိုတာပြဿနာမဟုတ်ပါဘူး။တကယ်ပြဿနာကတင်ရဲ့နေ့စဉ်အလေးအထားတွေကိုအောင်မြင်မှုစီဥတည်နိုင်မလားဆိုတဲ့အချက်ဖြစ်ပါတယ်။တင်အနေနဲ့လက်ရှိရလဒ်တွေအပေါ်စိုးရိမ်ပူပန်ခြင်းထက်လက်ရှိတင်ကဝေဟင်လမ်းကြောင်းထဲရောက်နေတဲ့ကိစ္စအပေါ်မှာသာစိုးရိမ်ပူပန်တင်ပါတယ်။ ထုံနီတူတင်ဟာမီလီယံနာတယောက်ဖြစ်တော့လေလာစဉ်တင်းဝင်ဝင်အကျိုးအမြတ်ထက်တင်ကပို့ပြီးတော့သုံးဆွဲဖြစ်တယ်ဆိုရင် မကောင်းတဲ့အလေးထားရည်စီကိုဥတီနေပြီလို့တတိပြူးနိုင်ပါတယ်အကယ်၍တင်းရဲ့ငွေချေးဖြုံးတီးတတ်တဲ့အလေးထားကိုမပြောင်းလဲနိုင်ဘူးဆိုရင်တင်းအဆုံးသက်ဤကုန်းကလည်းအလားလာမကောင်းနိုင်ပါဘူးစမ်းကျင်ဘက်အနေနဲ့တင်ဟာငွေချေးပြက်လက်နေတယ်ဆိုရင်သို့တော်လေတင်ကလာစဉ်ငွေချေးနည်းနည်းချင်းစီစုဆောင်းတတ်တယ်ဆိုရင် မကြခင်မှာပဲငွေကြေးအတက်အကျက်အတဲကနေလွတ်မြောက်မှာဖြစ်ပါတယ်ဒီနေရာမှာသတိပြုစရာအချက်ကတင်းရဲ့ကောင်းသောပြုမှုလှုပ်ရှားမှုတွေကတင်းဖြစ်ကျင်တာထက် ပို့ပြီးတော့နှေးကွေးနေသည့်တိုင်ကောင်းသော အလေးအထတွေဖြစ်နေခြင်းကြောင့်ကောင်းကျိုးတက်ရောက်မှုတွေခံစားရမှာဖြစ်ပါတယ်တင်းအနေနဲ့ကောင်းကျိုးရလတ်တွေကိုရည်မှန်းပြီးကောင်းသောအလေးအထတွေနဲ့နေ့စဉ်ပြုမှုဆောင်ရွက် ရှင်သန်တော်လဲတင်တကယ်ရရှိတဲ့ရလတ်တွေကတင်ကြိုးစားအားထုတ်တဲ့အလေးအထတ် ခေါင်းတွေထပ်ပိုးပြီးတော့ညော့နေစွာရရှိတာတွေ့ရပါတယ်။ဒါကြောင့်တင်ကငွေကြေးဆိုင်ရာကောင်းကောင်းသောအလေးအထားတွေလုပ်တော့လဲတင်ရဲ့တနှစ်အတွင်းအဒတ်ဒင်ဝင်ငွေကနှဲပါသေးတာတွေ့ရပါမယ်။အလားတူတင်ကအစားတောက်စားတဲ့အလားတူတင်ကအစားအသောက်စားတဲ့အလေးအထားကောင်းရှိတော့လဲကိုအလေးချိန်ရောချမှုနှီးကွေးတာလေးလာတင်ယူတဲ့ အလေးအထခေါင်းရှိတော်လဲအသိပညာဗဟုတုတကျွဲဝမှုနည်းပါသေးတာတင်ဟာတက်ရေလုတ်တက်တဲ့အလေးအထခေါင်းရှိတော်လဲရှုပ်ပွားမှုတွေမလျော့သေးတာကို တွေ့ရပါလိမ့်မယ်သို့တော်လဲတင်ရဲ့အလေးအထခေါင်းတွေကို နေ့စဉ်နေ့တိုင်းတရားခိုင်နှုန်းပို့ကောင်းအောင်ထက်တလဲလဲလုတ်ပေးခြင်းပဲအချိန်အနည်းငယ်ကြာလာတာနဲ့အမြအကျိုးတရားမှုတွေကိုတင်မျောမှန်းတဲ့အတိုင်းရရှိလာပါလိမ့်မယ် တင်ကဘဝကိုဘယ်လိုနေရာမှာဘယ်လိုအနေအထားနဲ့အဆုံးသတ်မယ်ဆိုတာကြိုတင်ခန့်မှန်းလိုရဲဆိုရင်အသေးအဖွဲမြရရှိသောအမျက်အစွန်သို့မဟုတ် အသေးအဖွဲဆုံးရှုံးမှုတွေကို cuff line ဖြင့်စီစစ်ပေးပါတင်ရဲ့နေစဉ်ရွေးချယ်မှုက နောက်ဆယ်နှစ်အနည်း20အတွင်း cuff line ရဲ့အောက်ဘက်သို့ဆင်းသွားသလားသို့မဟုတ် cuff line ရဲ့အပေါ်ဘက်ကွေးဝိုက်ပြီးထောင်တက်သွားသလားဆိုတာလေ့လာပေးပါတင်ဟာလစဉ်ဝင်ငွေထပ်ပို့ပြီးတော့ယော့သုံးပါသလား တင်ဟာအပတ်စဉ်တိုင်းအားကစားစင်တာတို့သွားပါသလားတင်ဟာနေ့စဉ်တိုင်းစာအုပ်တွေဖတ်ပါသလားနေ့စဉ်အသက်အဆန်းတွေကို လေ့လာ သင်ယူတတ်ပါသလားတင်းအနာဂတ်ကို ပုံဖော်ထုစစ်ပေးနိုင်မဲ့အသေးအဖွဲ့တိုက်ပွဲတွေစဉ်နှွှဲရတာကိုနှစ်သက်ပါသလားတကယ်တော့အချိန်ဟာအောင်မြင်မှုနဲ့ကြာရှုံးမှုအကြအကြာမှာရှိတဲ့နေနမိတ်ကိုကျယ်ဝန်းစေတတ်ပါတယ်။အချိန်ဟာတင်သူကိုဖြစ်သွင်းပေးသမျှအရာရာတိုင်းကိုပွားများပေးလိရှိပါတယ်။ ကောင်းသောအလေးထားတွေဟာအချိန်ကိုသိရမဟာမိတ်ဖြစ်အောင်လုပ်ပြီးနိုင်ကြပါတယ်။စန့်ကျင်ဘက်အနေနဲ့မကောင်းသောအလေးအထတွေကအချိန်ကိုသိရရန်သူဖြစ်စေပါလိမ့်မယ်။အလေးအထတွေဟာအသွားနှစ်ဖက်ပါရှိတဲ့ဓာတ်နဲ့ဆင်းတူပါတယ်။ကောင်းသောအလေးအထတွေကသင်ကိုတိုးတက်အောင်မြင်ခြင်းတိုးတက်အောင်မြင်အောင်မြင့်တင်ပေးနိုင်ကြတယ်လို့မကောင်းသောအလေးအထတွေကတော့သင်ကိုအလွယ်တကူခုတ်ပိုင်းပစ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်အရာရာကိုအသေးစိတ်နားလည်ဖို့ဟာတေရေးရှင်ရေးတမျှအရေးပါလာပါတယ်။ဒါကြောင့်အလေးအထတွေကဘလို့အလုတ်လုတ်ပေးနိုင်ပြီးတင့်စိတ်တိုင်းကြောင်ဖြစ်အောင်ဘလို့အစီစဉ်ချဆောင်ရွက်ပေးနိုင်တယ်ဆိုတာနဲ့တင့်အတွက်အနေအများတဲ့အခြေအနေကိုဘလို့ရှောင်ကျဉ်းနိုင်တယ်ဆိုတာကိုစောစီးစွာနားလည်သိရှိထားဖို့လိုပါတယ်။တင့်ရဲ့အလေးအထတွေကတင့်အတွက် ကောင်းတာတွေပေါင်းစုပေးတတ်တယ်လို့တင့်ကိုစန့်ကျင်တိုက်ခိုက်တတ်ပါတယ်။ ကောင်းသောစုပေါင်းခြင်းအကျိုးဖြစ်ထွန်းမှုရှိစေသည့်အပေါင်းအစုအောင်မြင်ဖြစ်မြောက်စေတဲ့အပူလုပ်ငန်းတာဝန်တစ်ခုဆိုတာဟာမိသည့်နေရမစိုးနေစဉ်တိုင်းအသေးအဖွဲစွမ်းဆောင်မှုတစ်ခုလှုပ်ဆောင်ဖို့သာဖြစ်ပါတယ်။တင်းရဲ့နေစဉ်အသေးအဖွဲစွမ်းဆောင်မှုတွေဟာတင်းအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု လုံးကိုအဖိုးတန်စေပါလိမ့်မယ်။လုပ်ငန်းတာဝန်ဟောင်းတစ်ခုကိုလူအစားဆက်ဖြင့်အစားထိုးဆောင်ရွက်ခြင်းသို့မဟုတ် ကျွမ်းကျင်မှုအသစ်တွေရရှိအောင် ကြိုးစားခြင်းဟာကြီးမားတဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်စေပါလိမ့်မယ်။ဒိန်ကလုပ်ငန်းတာဝန်တွေကိုတစုံတရာစဉ်းစားခြင်းမရှိဘဲပိုပြီးကင်တွယ်ဆောင်ရွက်နိုင်လေတဲ့ရဲ့အုံနောက်ကတခြားသောနေပေတွေကို ပို့ပြီးတော့လွတ်လပ်စွာအာယုံစိုက်နိုင်ပါလိမ့်မယ်။ထုတ်ပြမကတင်ဖတ်သောစာအုပ်တအုပ်ချင်းကတင့်ကိုအတက်အစမ်းတစုံတရာသိရှိအောင်တင်ပြပေးနိုင်တယ်လို့ ခက်ဟောင်းတွေးခေါ်စိတ်ကူးတွေနဲ့ပတ်သက်ပြီးကွဲပြားအောင်တွေးခေါ်နိုင်စေတဲ့နည်းလမ်းတွေကိုလည်းဖော်ထုတ်ပေးနိုင်ပါတယ်။ကဘာကျော်စီးပွားရေးစွမ်းဆောင်ရှင်နဲ့ယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းကိုလုပ်ငန်းလုပ်ကင်သူ Warren Buffett ကအခုလိုပြောခဲ့ပူပါတယ်။အသိပညာဗဟုသုတအပေါင်းအစုဆိုတာဟာအသိပညာဗဟုသုတတွေကိုဘယ်အသိပညာဗဟုသုတတွေကဘလို့အလုပ်လုပ်ပေးတယ်နှစ်ထပ်တိုးလိုမျိုးအချိုးအမြတ်တွေပို့ပြီးတော့ရရှိအောင်ဘလို့တိဆောက်ပေးတယ်ဆိုတာကိုပြနေတာပါ ဆက်ဆံရေးအပေါင်းအစု လူအများဟာတင့်အပြုအမူတွေအပေါ်မူတည်ပြီးတင့်စီ ရောင်ပြန်ဟပ်ပါလိမ့်မယ်။တင့်ကလူအများအပေါ်ပုံမူအကူအညီပေးလေလူအများကလည်းတင့်ကိုပို့ပြီးတော့ကူညီခြင်းလေဖြစ်ပါလိမ့်မယ်။လူမှုဆက်ဆံရေးနယ်ပယ်မှာအပြန်အလှန်တုံ့ပြန်မှုတစ်ခုစီကနည်းနည်းစီပဲပို့ပြီးတော့ကောင်းလာမယ်ဆိုရင်တော့အချိန်ကာလကြာလာတာနဲ့အမျှအပြန်အလှန်ဆက်ဆံရေးကောင်းတွေခိုင်မာစွာတည်ဆောက်နိုင်ပါလိမ့်မယ်။မကောင်းသောစုပေါင်းခြင်း ဖိစီမှုဖိစီမှုဖြစ်စေဖိစီမှုဖြစ်စေသည့်အပေါင်းအစုလမ်းမပေါ်ယင်ပိတ်ဆို့မှုတွေဖြစ်တဲ့အခါစိတ်ရှုပ်ထွေးမှုတွေစိတ်ဖိစီမှုတွေဖြစ်ရတတ်ပါတယ်မိဘအုပ်ထင်းခြင်းဆိုတဲ့တာဝန်ဝတ်တရားတွေကလည်းဝန်ပြီးတတ်ပါတယ်ထို့ပြင်မကမိဘအနေနဲ့စိုးရိမ်တော့ကရောက်ရတာတွေလည်းများစွာရှိတတ်ပါတယ်။အထက်ပါအခြေအနေတွေရအပင်မမှုတံတွေကိုခံရခြင်းကြောင့်သွေးဖိအားတွေမြင့်တက်လာတတ်ပါတယ် တို့ကိုယ်တိုင်အထက်ပါစိတ်ဖိစည်းစရာကိစ္စတွေကိုကင်တွယ်ဖြေရှင်းနိုင်ပါတယ်။သို့တော့ဖြေရှင်းခြင်းမရှိဘဲနှစ်ပေါင်းများစွာပြီးနေမယ်ဆိုရင်ဖိစည်းမှုတွေတပြေးပြေးပေါင်းစုလာပြီးပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။မကောင်းသောတွေးတောကြံစည်မှုများအပေါင်းအစုတင်ကကိုယ့်ကိုယ်ကိုတန်ဖိုးမရှိသူတယောက်အဖြစ်ပုံပြီးတော့ထင်မြင်ယူဆလေ။ ကိုကိုကိုစဉ်းစားဉာဏ်မဲ့တဲ့သူစင်ကျင်တုံတရားမရှိတဲ့သူအကြီးတန်တဲ့သူတယောက်အဖြစ်စဉ်းစားမိလေတင်ဘဝကိုအမှန်တကယ်အဲ့ဒီအတိုင်းဖြစ်အောင်နမိတ်ဖတ်ပြီးသားဖြစ်စေပါလိမ့်မယ်တကယ်တော့တင်ဟာမကောင်းသောအတွေ့အကြံစီတွေရဲ့ကြောက်ကွင်းနဲ့ပိတ်မိနေသူဖြစ်ပါတယ်ထို့အထူးတင်ကတခြားလူတွေနဲ့ပတ်သက်ပြီးစဉ်းစားရမှလဲအလားတူ အကျိုးသက်ရောက်မှုတွေရှိနေပါလိမ့်မယ်နာကြီးမှုအပေါင်းအစု အဓိကယုံဖြစ်ခြင်းစန့်ကျင်ဆန္ဒပြခြင်းလူမှုလှုပ်ရှားမှုလှုပ်ခြင်းတွေဟာနာကြီးမှုတွေပေါင်းစုရာကနေအခြေခံပြီးဖြစ်ပေါ်လာလေးရှိပါတယ်။နေ့စဉ်နဲ့အမျှတေးငယ်တဲ့ဒေါသထွက်စရာကိစ္စတွေခံမြင်းစရာအဖြစ်အပျက်တွေဟာတရက်ချင်းအလိုက်အခြေအနေပုံမူဆိုးရွားလာစေပြီးခံမြင်းနာကြီးစရာတွေတပြေးပြေးစုပုံလာချိန်မှာတော့နာကြီးမှုအပေါင်းအစုကတော်မီပမာပြန့်နှံ့လောင်ကျွမ်းတော်မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ Atomic Habit အသေးအမွှားအလေးအထမှသည်အောင်မြင်မှုများစီတို့စာအုပ်အပိုင်းတီဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Pot channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်တော်ပြီးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ BN ရဲ့အသွေးသွေးမှလည်းကင်းဝေးပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ